မင်္ဂလာပါရှင်ခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးမိတ်နဲ့မပိန်ကိုဆောဆွလီချောင်းကနေပုံကျဲတာကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေရှိဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်ခရိုင်မှာရှိတဲ့မိုးမိတ်မြို့နယ်မြေဆုံကျေးရွာနဲ့မပိန်မြို့နယ်တို့ကိုဆောဆွတက်ကောင်ဒီဇင်ဘာလ6ရက်နေ့မနက်ပိုင်းမှာလီချောင်းကနေပုံစဲလုံးထက်မနေကျေချတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် မုံမိတ်မြို့နယ်မြေဆုံချေရွာကိုဖုံးချောင်လုံးထက်မင်းနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့မပိမြို့နယ်ကိုတော့ဘုံလေးလုံးထက်မင်းနဲ့ပြစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေထိခိုက်တရားရရှိခဲ့တယ်လို့ဆိုပါတယ်ဒီမင်းနဲ့မြေဆုံဘက်ကိုဖုံးချောင်လုံးလောက်ကျနေတယ်မြေဆုံနယ်ကစီတိုင်းနောက်ကျောဘက်ထိတယ်ပြည်သူတွေထိတယ်လို့တော့မကြဘူးဒါပေမဲ့မုံမိတ်နဲ့မပိအဆက်ကနံပါတ်မကြလို့ပြည်သူတွေထိထားတယ်တည်တယ်လို့သိရပါတယ်တော်လန်ရဲတပ်ဖွဲ့တွေရှိနိုင်မဲ့ထင်းနေမြေဆုံရွှေလေးတရာပတ်နေဟိုဘက်အဖွဲ့ရှိနေတဲ့နေရာတွေကိုရှင်းနေတာလို့တော့ကြားရပါတယ်ဟုမုံမိတ်မျိုးကတအူကပြောပါတယ် မုံမိတ်မြို့နယ်ကိုစောစောကတိမ်မိုင်းထင်းချုပ်ပြီးခုနှစ်ရက်အကြာမှာလေဆောင်ကနေဖုံးကျဲခဲ့တာဖြစ်တယ်လို့ဒီဇင်ဘာလ9ရက်နေ့ကစတင်ပြီးမြို့အဝင်ခရီးပန်းနံဟော်နန်စီတင်လက်ခုပ်ပင်တောင်ကိုင်းဒိုးပင်စတဲ့နေရာတွေမှာဈေးဆိုင်တချို့ပြန့်ဖွင့်နေကြပြီးလူသားလူလာတွေပြန်စီလာချိန်မှာပုံကျဲခံရတာဖြစ်ပါတယ်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့မပိမျိုးနဲ့ပုံကျဲခံရမှုမှာထိခိုက်တိုက်စုံမှုအသေးစိတ်ချင်းတွေကိုတရားပုံကျမတို့ channel အနေနဲ့ဆက်လက်ဆောင်ဆန်းနေဆဲဖြစ်ပါတယ်။ ပင်ကတိနဝင်မာလာ30ရက်ကအင်အား900ခန့်ပါတဲ့ဆိုးဆူဟာမိုးကုတ်ကနေ30မိုးမိတ်မြို့ကိုဝင်ရောက်ထိ ंछ ုပ်ပြီးနောက်မြို့ကန်တွေကိုနေအိမ်တွေမှာပြန်လည်နေထိုင်မှုဖိအားပေးခေါ်ယူနေပေမယ့်ဒီဇင်ဘာလ9ရက်နေ့ဒီကနေ့အထိပြန်လည်ဝင်ရောက်နေထိုင်တာမျိုးမရှိသေးပါဘူးလက်ရှိမှာတော့မိုးမိတ်မြို့ဘက်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီးအင်အားကြာရှိနေပါရှိတဲ့ဆိုးဆူတက်တာတွေကမိုးမိတ်မြို့ဘက်ကဌာနဆိုင်ရာယုံတွေနဲ့နေအိမ်တချို့ပေါ်မှာတက်ဆွဲနေထိုင်ကြတယ်လို့ဒေသခံတွေကပြောပါတယ် ပင်ကလေး2024ခုနှစ်ဇန်နဝါရီလမှာမုံမိတ်မျိုးကိုကချင်လူမျိုးရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးလအကြာဇွန်လမှာအပိသက်တိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။မပိမျိုးနယ်ကိုတော့ကချင်လူမျိုးရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF တို့ကပင်ကလေး2024ခုနှစ်ဇန်နဝါရီလမှာတိုက်ခိုက်သိမ်းပိုင်းခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးစင်လန်နဲ့လီလာတောင်ချတိုက်ပွဲမှာ AA ကအလောင်းလီလောင်းနဲ့လက်နက်ခဏ်ရအချို့တင်စီညာရှိဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တန်ကိုဗရောင်ရိုလန်မော်ရှိစင်လန်စခန်းနဲ့လီလာတောင်ချင်းရှိစခန်းချမှာအရခတ်တက်တော် AA နဲ့အချက်မစတဲ့သူချာနှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး AA ကအလောင်းလီလောင်းနဲ့လက်နက်ခဏ်ရအချို့တင်စီညာမိတယ်လို့တင်ညာရှိပါတယ်။ဒီလ၄ရက်နေ့ညနေ၄နာရီခန့်အချိန်မှာ လေလာတောင်းတဲ့ဆင်လန်စခန်းကိုစစ်ကြောင်းထုတ်လွှင့်ရှားနေတဲ့အင်အား90ခန့်ရှိတဲ့စစ်ကြောင်းကိုအာရခတ်တပ်တော်ပမာဂျားဖြတ်တိုက်ခိုက်ခဲ့တာပါအလောင်းလေးလောင်းနဲ့လက်နက်ခရံအချို့ကိုသိမ်းဆီးရမိတယ်စစ်တပ်ကအကြာဆုံးရှိပြီးအုပ်စုကွဲပြီးထွက်ပြေးသွားခဲ့ကြပါတယ်လို့ဒေသခံစီးရဲသတင်းစင်မြစ်ကပြောပါတယ်အုပ်စုကွဲသွားသည့်စစ်ကြောင်းမှတချို့သည်ဆင်လန်ဘတ်တို့ဆုတ်ခွာထွက်ပြေးတယ်လို့တချို့မှလည်းလေလာတောင်းဘတ်တို့ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ် အကြမ်းမဆက်တမ်းနှင့်အာရခတက်တော်ဦးဆောင်သည့်ပူပေါင်းတက်သည့်ကာမဆဆက်ချောင်းနှင့်ပွိုင်းချောင်းသုံးလုံးကုန်းအနီးမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသလိုဆင်လန်းလီလာတောင်ပတ်မှနောင်ကျိုးကိုထိုးစစ်စနစ်သည့်ဆက်ချောင်းနှင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ အကြမ်းမတ်စစ်တပ်ကလေကြောင်းနဲ့ဒုံးပစ်ကူကိုအပြေအဝါယူကောင်အေအာထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်အချိန်ကြာမြင့်လာသည့်နှင့်အမျှအောင်မြင်မှုမရရှိသည့်အပြင်တပ်ဖွဲ့ဝင်အချို့မှလည်းအေအေနဲ့ပူးပေါင်းတပ်၏စနိုက်ပါနှင့်ခြုံငုံတိုက်ခိုက်မှုကြောင့်အနေအမျှနေ့စဉ်သိဆုံးမှုရှိတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ပွိုင်းချောင်းသုံးလုံးဆင်လန်းလေလာတောင်ကြီးစခန်းဆင်လန်းနဲ့ညောင်ချေတောင်ကြားမှာ ကျောင်းစခန်းငယ်တွေရှိတဲ့စစ်ကြောင်းတွေရှိတဲ့ယာယီစခန်းငယ်တွေတည်ဆောက်ထားပြီးအေးအေးထင်းထုံနေမြေဖြစ်တဲ့ငောင်ချိုးကျင်းရွာကစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာအဲ့ဒီစခန်းတွေကိုအေးအေးကစနိုက်ပါနဲ့ခြုံကိုတိုက်ခိုက်တာတွေရှိတဲ့တည်ဆောက်မှုကတော့အနည်းအများနှိမ့်စင်ရှိတယ်လို့ပြောပါတယ်အာရခတက်တော်နဲ့တော်လန်ရေပူပေါင်းတပ်များတင် စစ်တပ်ရှိတဲ့စခန်းငယ်များကိုလက်နက်ကြီးစနိုက်ပါများဖြင့်ပြစ်ခတ်တိုက်ခိုက်နေသလိုအခြားတစ်ဖက်မှာလည်းစစ်ကိုစစ်ကြောင်းနဲ့ထောက်ပို့စစ်ကြောင်းများကိုတပြိုင်တည်းထဲဖြတ်နောက်ပိတ်ဆို့တိုက်ခတ်မှုများကိုပြုလုပ်နေတယ်လို့ဆိုပါတယ်။မကြာသေးမီရပိုင်းကလည်းစားနေရိတ်ခါခက်ခဲမှုကြောင့်0.63လုံးစခန်းမှာကမ္ဘာစစ်ကြောင်းကိုထိုးထွက်လာသည့်အင်အားတရာကျော်ပါစစ်ကြောင်းကိုအေအေမှာအတင်းဆောင်တိုက်ခိုက်ခဲ့မှုကြောင့်တည်ဆုံးသူအချို့ရှိသလိုလက်နက်ခရယနာမကအရှင်စစ်တုံ့ပန်းအချို့လည်းဖန်ဆီးကားမိတယ်လို့တရင်ရရှိပါရဲ့ရှင်။ဆလပင် ချင်းမြပိုင်းစစ်ကောင်စီထိုးစစ်ချင်းမောင်းနိုင်ပြီးစစ်တပ်မှနဲ့လက်နက်တွေတင်စီရမိဟု PDF ဆိုလန်စိုးစိချုပ်ပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ချင်းပြည်နယ်တည်နေမြို့နယ်နဲ့ဖလန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစိန်ရအလုံးရင်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုချင်းမောင်းနိုင်ခဲ့တယ်လို့စစ်တပ်ပန်းတွေနဲ့လက်နက်ခရန်တွေတင်စီရရှိခဲ့ကြောင်းချင်းကြီးနောင်ဖွဲ့ဝင် PDF ဆိုလန်တပ်ဖွဲ့စိုးစိချုပ်ကော်ကီတုံကပြောပါတယ် ဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မနက်မှာပြည်လုံးသည်ချင်းကြီးနောင်ရဲ့ရပုံငွေစာဝေပွဲမှာချင်းမြောင်ပိုင်စီရဲ့အခြေအနေကိုအတည်ပြုခဲ့တာဖြစ်ပြီးဇန်နုဘက်ကဒေါ်အပါဝင်နီးပညာအုံပြတိုက်ခတ်မှုတိုးတက်လာပြီးမိတော်လရဲ့ရဲဘော်တွေဘက်ကစိတ်သက်ခံယူချက်ကိုရိုက်ချိုးလို့မရဘူးပြောပါတယ် လိုလက်ချင်တဲ့ဆန္ဒတနိုင်ကလုံးလွတ်မြောက်ရင်ပြည်နယ်လွတ်မြောက်ရင်စက္ကစကင်းစင်ရေးဟာအောက်ခြေရေဘော်တွေရဲ့စိတ်ထက်အထိရောက်ရှိနေတာဖြစ်လို့စက်ကောင်စီအပြီးမချေမုန်းနိုင်သေးတဲ့အထိုင်အလျောက်ဟန်တားနိုင်ခဲ့ပြီးအောင်မွေးအချို့ရရှိခဲ့တယ်လို့စီဦးစီချုပ်ကပြောပါတယ်စက္ကန့်တီတဟအော်တိုဘာလကုန်မိုင်းမှာတီးသိမ့်ကိုရဟတ်ရင်နဲ့အင်အားပူလာခြင်းအတွေ့များခဲ့ပေမယ့်တုံးသက်ကြီးပါကစစ်တပ်ကမြေပြင်ထိုးစစ်မစင်နိုင်လို့လေကြောင်းကအင်အားဖြည့်တင်းထိုးစစ်ဆင်တဲ့ဖြူဟာတုံးလာခြင်းဖြစ်တယ်လို့ PDS ဆိုတဲ့စစ်ဦးစီးချုပ်ကပြောပါတယ် ။နကိုကဒီနေ့အတွင်းမှာပင်ကလေးကနေတယင်းသုံးရင်တလာတဲ့ကျွန်တော်တို့အားလုံးပူပေါင်းပြီးမှတိုက်ကြတဲ့တယင်းသုံးရင်ကတက်လန်သွားတဲ့ပြည်တွင်းပြည်ပကပြည်သူတွေရဲ့ဆူတောင်းပေးမှုထောက်ပံ့လုပ်ပေးမှုကြောင့်ကျွန်တော်တို့အောင်ပွဲတွေရခဲ့တဲ့တယင်းသုံးရင်ဆိုတာနေတဲ့ပမာဏမဟုတ်ဘူးလို့ PDS ဆိုလန်စေဦးစေးချုပ်ကပြောပါတယ်။ကလေးတီးတိမ်လမ်းမကြီးအတိုင်းထိုးစစ်ဆင်ရမှာကုန်တွေးချောင်သွားလို့တီးတိမ်မအင်အားချနှစ်ပတ်ညက်ထိုးဖို့လှုံ့ဆောင်လာတာဖြစ်ပြီးစစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာလက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ပြောပါတယ် ရန်သူဘက်ကလက်နက်တွေလက်နက်ကြီးတွေဖြူအားမြောက်တဲ့လက်နက်တွေလဲရှားတယ်ပြီးတော့ဒီစစ်ကြောင်းကိုမတန်းနိုင်တဲ့အစုံမှတီးတိမ်ကြိုးစောပါအီမတက်ဆွဲထားတဲ့ဟာပြန်ပြီးမှချိန်မုံနိုင်နေချိန်မုံတဲ့အချိန်မှာရန်သူဘက်ကကာဒစီအပါဝင်လက်နက်ခံရဘုံကြီးတွေကတော့တော်တော်သိမ်းမိတယ်စစ်ကြောင်းမှာကျွန်တော်တို့ဘက်ကကြာဆုံးရဲဘော်၂ရောက်ရှိနေရန်သူဘက်ကတော်တော်အထိခိုက်များတယ်ပြီးရင်စစ်နုတ်ပံတွေလည်းဖမ်းမိထားတယ် စစ်ကြောင်းထိုးတုံးကလည်းစစ်တုံးပန်းတွေဖမ်းမိတယ်။နေနေကြိုးစောပါအီကိုတိုက်ခိုက်တုံးကလည်းစစ်တုံးပန်းတွေဖမ်းမိထားတယ်လို့စီအိုတီကျောက်ကော်ဂီတော်ကပြောပါတယ်။လက်ရှိကနေဒီနောင်ကြီးမှာစစ်ကောင်စီတပ်စီရဲ့လှုပ်ရှားနေတာရှိတယ်လို့တိုင်းငင်ဘက်ကဖလန်းမျိုးပဲဦးတည်တဲ့စစ်ကြောင်းကဘာလုံးအနီနာတဝိုင်းလှုပ်ရှားနေတာရှိတယ်လို့တော်လန်ရဲ့တပ်ပေါင်းစုတွေကအကောင်ဆုံးစူးစမ်းခုခံနေကြအသိပေးပါတယ်။ ချင်းညီနံတာဝန်ရှိသူဖြစ်တဲ့ကိုစလိုင်းကလည်းအားလုံးသိကြတဲ့အတိုင်းအခုအနေထားမှာချင်းပြည်မှာစစ်ကောင်စီကနေပြီးတော့မှသူတို့ရွေးကောက်ပွဲလုံနိုင်ပွဲအတွက်ဆိုပြီးတော့မှတကယ်ကိုအပြင်းထန်ထူးစစ်ဆင်နေတဲ့တည်တိမ်နဲ့ဖလန်းနယ်ထဲမှာဆိုရင်တိုက်ပွဲတွေအတော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ကျွန်တော်တို့စီရေးကိစ္စတွေဖြစ်တဲ့အတွက်အများသောအားဖြင့်တရင်ထုတ်ပြန်မှုတွေမရှိပေမယ့်စစ်ကောင်စီကနေတိုင်းလွလို့ဝိုင်းသွင်းနေဂျက်တိုက်လေရင်တွေနဲ့ပုံချင်းစစ်ကြောအများကြီးနဲ့ကျွန်တော်တို့ကိုအပြင်းထန်ထုတ်စစ်ဆင်နေတယ်လို့ပြောပါတယ် စစ်ကောင်စီတပ်ထုစစ်ကိုချင်းကြီးနောင်ရဲဘော်တွေအနေနဲ့တန်နိုင်တလောက်ခုခံတိုက်ခိုက်နေပြီးတိမ့်မိုက်ထားတဲ့ဖလန်းမျိုးနဲ့နေမြေတွေပြန်မပြေးရအောင်တန်နိုင်တလောက်ကောက်ွယ်နေတယ်လို့ကိုစလိုင်းကပြောပါတယ်။ဒါကြောင့်ချင်းကြီးနောင်အပောင်းဝင်ညွေဥတော်လန်ကြီးဟာပြည်သူထောက်ပံ့မှုနဲ့တွားနေတာဖြစ်လို့ပြည်သူထောက်ပံ့မှုအမြဲတမ်းလိုအပ်နေကြောင်းအသိပေးပါတယ်။ အခုချိန်မှာပိုပြီးလိုအပ်တဲ့ချင်းပြည်မြောက်ပိုင်းမှာဆိုရင်အကျင့်အနယ်တိုက်ပွဲတွေဖြစ်နေသလိုတောင်ပိုင်းမှာဆိုရင်လည်းစစ်ကောင်စီကအညာဘက်ကနေတက်နိုင်တဲ့လောက်သူတို့ထိုးဖောက်ဖို့ကြိုးစားနေတယ်လို့လည်းကိုစလိုက်ကပြောကြားပါတယ်။ချင်းကြီးနောင်ဟာ2024ခုနှစ်အတွင်းကချင်းနောင်ပိုင်းကမတူပီမင်းတက်ကံပလက်ကျင်းတွင်မျိုးတွေကိုတိမ့်မိုက်ထားပြီးအခုနှစ်ညွေကာလမှာချင်းမြောက်ပိုင်းကဖလက်မျိုးကိုတိမ့်မိုက်ထားတာဖြစ်ပါတယ်ရှင်။